မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာငယ်မိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းအတွင်းမှာအဆက်ဆက်ရေရအဆင်ပြေကြပါစေလို့ဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ခင်ဗျဆရာကဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဟောဇရန်ကြီးကိုဟောကြားပေးမှာဖြစ်ပါတယ်ဟောဇရန်မဟုတ်ခင်မှာဆရာရဲ့မိတ်ဆွေတို့ဆရာကဟောဇရန်ကြီးဆိုတာဒီ17လပိုင်းအတွက်ကိုဆရာတို့ အဲအိမ်ဆောက်ရက်တရားစလို့ဟုတ်လားရေရင်တူအခါပေးရက်တရားအစုံလာပြီလာခွေငကားကောင်းအရက်ဟုတ်လားတီနေရာနဲ့ဆရာရဲ့မိတ်ဆွေတွေကိုဒီ7လပိုင်းကအလုပ်အပိုင်းတွေစီးပွားရေးတွေချွေစည်းတွေအဆတ်ရှိတဲ့အရာတွေအားလုံးကိုဆရာကရှုံပြီးတော့ရှုပ်ခေါ်ထားတယ်7လပိုင်းအတွက်အရှုပ်ဖြစ်ပါကြောင်းနဲ့ဆရာရဲ့မိတ်ဆွေတွေတနင်္ဂနွေကစပြီးတော့ဘယ်နေသားမဆိုအားလုံးနဲ့တက်ဆိုင်ကြောင်းနဲ့ အရှုံးမိတ်ဆွေတွေကြတော့ဒီ hostel ကြီးမှာအိမ်ဆောက်တဲ့အခါဘယ်နေရာမှာဘယ်လိုဆောက်ရမလဲရည်ရွယ်တူတဲ့အခါဆိုတာလေးကိုဆရာကတလတ်တာမင်္ဂလာအခါကြီးပေါ့အားလုံးကိုဆရာရွေးချယ်ပေးထားတာဖြစ်တဲ့အတွက်ဆရာကိုလာတိုင်းလာလာမိကြတယ်ဆရာ hostel ကြီးဆိုတာဘာလဲဆိုရင်တော့နေသားတိုင်းအတွက်ဖြစ်ပါကြောင်းပြောရင်းနဲ့ဆရာမိတ်ဆွေတွေဒီနေ့တော့25ခုနဲ့17လပိုင်းအတွက် hostel ကြီးကိုဆရာအခုပဲစတင်လိုက်ပါမယ်ခင်ဗျာနမောတတဗဂဝါသောအရဟသောဓမ္မံတံဗုဒ္ဓတ္တ တရဏာနှစ်2569ခုနှစ်မြန်မာတပ်ခရစ်1389ခုနှစ်ဒဇောင်မုံလာနတော်လာအတွက်ခေါ်စဒန်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလအတွက်7လပိုင်းအတွက်တလစာခေါ်စဒန်ကြီးနေရှောင်းရံဆောင်းရံအတွက်လိုအပ်သောအရာများကို ပြောပြပေးမှာဖြစ်ပါတယ်ဒီလအတွင်းမှာ၄ရက်7လ2025၄ရက်7လ2025အင်္ဂါနေ့ဟာဒဇောင်မုံလာပြီနေလဲဖြစ်ပြီးတော့ 19ရက်17လ2025ဗုဒ္ဓဘူးနေ့ဟာတစောင်းမုံလကွယ်ရက်လည်းဖြစ်ပါတယ်အဲကြားဖြတ်ပြီးပြောလိုပါတယ်အဲဆရာတို့တစောင်းမုံလပြီးနေဆိုဆရာကနှစ်စင်ချစ်ကြိမ်မြောက်ဆရာတောင်ကြီးဟောကမ်းမှာတောင်ကြီးကနေဟောကမ်းမှာမိတ်ဆွေတို့ဟိုဆရာတို့ကရွှေရွှေအိစာတရားမိတ်တိစီဂိုင်းတော်ဝင်လည်းဖြစ်တော့ဆရာဖေကလည်းပြောကကုလာဆိုတော့အဲဆရာဖေကတော့ဗီဒီမဟုတ်ဘူးကြားဖြတ်ပြောကကုလာနှစ်ပေါင်း20ကျော်ကြာပြီအဲ့တော့ဆရာတို့နှစ်တိုင်းဒီနှစ်နဲ့ဆိုရင်ဇေယပူဇော်ပွဲကြီးကြီးကျယ်ကျယ်လောက်တာ ချစ်တယ်မြောက်ရှိပါပြီခင်ဗျာဒါကြောင့်မိတ်ဆွေတို့ဟုတ်လားတောင်ကြီးရဆရာမိတ်ဆွေတွေကြုံတဲ့အခါပဲဖြစ်ဖြစ်အခြားနေရာကြီးကြုံတဲ့အခါပဲဖြစ်ဖြစ်ဆရာငယ်ရဲ့ဟုတ်လားဟိုဒီဆရာပူဇော်ပွဲမှာဆရာတို့ကဘယ်နေသားမဆိုအလူငွေထဲဝင်ချင်းတီးခံပါဒါပြီးတော့အားလုံးကိုလာတဲ့သူတွေအားလုံးကိုဆရာတို့ဟိုအားလုံးကိုပေါ့ထမင်းဟင်းအားလုံးကိုကြွေးပြီးတော့အဲစွမ်းနာလူကိုဖုန်ကြီး၅ပါးနဲ့အဲဟိုမနက်ပိုင်းမှာတော့ဖုန်ကြီး၅ပါးနဲ့နော်အန်ဒီရကင်းပါညာပေါ့ဒါပြီးတော့ဆရာတို့ဟိုဒီချွင်ကျော်အိစာတရားမိတ်တိစေခိုင်းတော့ရချစ်ကျိန်မြောက်ဆရာပူဇော်ပွဲလည်းရှိပါကြောင်းနဲ့ ဂိုင်းကန္နာကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအခုတော့အဲလာရောက်နိုင်ပါကြောင်းအားလုံးကိုမိသူမဆိုမိတ်ဆွေတို့အနေနဲ့ဂိုင်းဝင်မှမဟုတ်ဘူးဝင်ပြီးတော့ဒါနပြုလို့တဲ့မိတ်ဆွေများကုသိုလ်ပါဝင်လာပါကြောင်းစထလောင်းဆရာကအကြံပေးလိုပါတယ်။အိုကေဆရာတို့စပေါ်လိုက်အောင်လေပြစ်တာပြသွားပြီ။ဤလအတွင်း၄ရက်၁၇လ၂025အင်္ဂါနေ့ဟာတစောင်းမုံလပြည့်နေလည်းဖြစ်ပြီးတော့ပြတ်တရားရလည်းဖြစ်တယ်။၁၉ရက်၁၇လ၂025ဗုဒ္ဓဟူးနေ့ဟာတစောင်းမုံလကွယ်နေလည်းဖြစ်ပါတယ်။ ဤလအတွင်းမှာနဂါကောင်အရှိပဲအရက်သူလှဲ့ပါတယ်ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကအနောက်ရက်သူအတိတိတရှိနေကြတယ်အဓိကကတော့ဆရာတို့နဂါကောင်အရှိပဲအရက်လှဲ့တာကိုသိရင်ရပြီပေါ့သို့တော့မိတ်ဆွေတို့အိမ်ဆောက်ပနဲ့ရရေရင်တူဟာလာမိတ်ဆွေတို့အနေနဲ့ပဲဖြစ်ဖြစ်အဲငကားကောင်းနဲ့ပတ်သက်ပြီးတော့အိမ်ပြောင်းနေရရွှေ့တာပဲဖြစ်ဖြစ်နတ်နဲ့ငကားမလဲဇာကောင်းနဲ့ရှေးထုံးလဲမပဲကောင်းဈေးထုံးလဲမကြွယ်ကောင်းနဲ့ဤလအတွင်းငကားကောင်းဟာအရှိပန်းအရက်သူလှဲ့ပါတယ် ထို့သူဝမ်းကအတောင်ရက်ကြောကမြောက်ရက်အမိကအနောက်ရက်တို့အတိတိဒီရှိနေကြပါလေဒီလအတွင်းမှာကျမ်းမာရေးအနေနဲ့အများစုဟာလေထိုးလေအောင်ခြင်းများအသက်ရှူချက်ခြင်းများစသောအရာများကိုခလင်းငယ်ဒီမှာအထုပိယူဆိုင်ရန်လိုအပ်ပြီးတော့အဖြစ်များတတ်တော်လာဖြစ်ပါလေခမထို့အပြင်အသက်ကြီးသူများဟုကတော့ဒူးတို့ခါတို့အစင်အမြင့်တို့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်လာလို့ရှိရင်နာကျင်ထိခိုက်တာမျိုးလေးတွေအဲမိတ်ဆွေတို့အနေနဲ့သတိပြုစင်ကြင်ရလိုအပ်ကြောင်းနဲ့တကလေးငယ်များမိတ်ဆွေများဟုကတော့အဲ အသက်ရှူပြတ်တာတွေနှလုံးနဲ့ပတ်သက်တာတွေကိုသတိပြုစင်ကြင်ရလိုအပ်ပြီးတဲ့အခါအသက်ကြီးသူမိတ်ဆွေများအခုကတော့ဒူးတို့ခါတို့အစစ်မြင့်တို့နဲ့ပတ်သက်တဲ့ယောဂါတွေကိုတာမန်အားဖြင့်သတိထားစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်။ဒီ၁၂လပိုင်းတွင်မှဆိုရင်အထူးသဖြင့်ခရီးသွားဆိုင်ရာလုပ်ငန်းများဆက်ပစ္စည်းရင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဓာတ်ဆီဒီဇယ်လောင်စာဆီအဆရှိသောအရာများအိုးအိတ်ရှံမီနေရာထိုင်ခင်းများများစွာထွန်ကားတက်ပြီးတဲ့အခါ စားတောက်ကုန်လုပ်ငန်းများစံစီစေစားဆက်ပစ္စည်းအစရှိသောလုပ်ငန်းတွေအထည်လိတ်လုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအလှပကြီးရာဖန်စီဆိုင်ရာလုပ်ငန်းတွေဟာဈေးကောင်းနိုင်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ချွေစည်းဟာအတက်ပတ်သို့ရောက်ရှိနိုင်တော်လဲမတိမငိမ့်ဖြစ်ခြင်းအပြောင်းလဲများခြင်းတွေကြောင့်အတက်သောလာဖြစ်ပါတယ်။လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့မေတ္တာရေးကံစံအင်မတန်အားသာကောင်းမြင်ပြီးတော့ကြီးစားလဲရအိမ်အောင်လဲကြတာမျိုးသို့မဟုတ်ရင်ဖူးစာဘတ်အစ်အမှန်ပေါ်လာတာမျိုးလေးတွေကြောင့်အတက်တော့ကြောင်း ဆရာမိတ်ဆွေများအရှိရင်နဲ့ပတ်သက်ရင်တော့ဘာကုမဆိုရှေ့တူဆောင်ရလှုပ်ဆောင်နေဟာအရှိရင်နဲ့ပတ်သက်ရင်တော့တုံဆိုင်တွေဝီမနေပဲနဲ့ဇာငင်နာလေမင်္ဂလာရက်လာရွေးလို့ရအောင်နဲ့အဲမိတ်ဆွေတို့အရှိရင်မှာတော့ရှေ့တူဆောင်ရလှုပ်ဆောင်နေဟာအာသာကောင်းမှုပြီးတော့အိမ်အောင်ပြုခြင်းစစ်ဆက်ခြင်းလက်ထက်ခြင်းလူကြီးမိဘအနေနဲ့တွေ့ဆုံဆောင်ရခြင်းတွေအတွက်လည်းအာသာကောင်းမှုကြောင့်ထပ်လောင်းအကြံပေးပါရစေခင်ဗျာနော်ထို့ပြင်မိတ်ဆွေတို့အိမ်အောင်ရှင်များဖို့ကတော့နေရာထိုင်ခင်းနဲ့ပတ်သက်သောကိစ္စများကြောင့် ိမ်ဆောင်ကြီးမှဖြစ်ဖြစ်အဲမိမိရဲ့အိမ်ဆောင်ဘက်ရဲ့ယာလူလုပ်ငန်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ဖြစ်ဖြစ်အဲမိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေနေရာထိုင်နေအပြောင်းလဲအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းအနှဲငယ်ဖြစ်ရတာလွဲရင်နေရာတစ်ပိုင်ဆိုင်ခြင်းအိုးအိမ်ရှံမီနေရာတစ်ရရှိခြင်းပြောင်းရွှေ့ခြင်းယာလူတက်ခြင်းတွေကြောင့်စိတ်ချမ်းသာစရာမျိုးဝေးကွာနေတော့အိမ်ဆောင်ရှင်များအခုအပြောင်းလဲလေးတွေကြောင့်ပြန်လဲစုံစည်းရတာမျိုးကြုံရတတ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ီလာတာတော့တွင်မှာဆိုရင်တနင်္ဂနွေသားသမီးတွေအနေနဲ့အလုပ်တွဲလုပ်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်တနင်္ဂနွေသားသမီးဇန်နေသားသမီးတွေနဲ့တွဲဖက်ပြီးမိတ်ဆွေတို့ရဲ့အကြံအစီကိုအကောင့်ထဲပို့ပြီးတော့ညှိနှိုင်းတိုင်းမင်းဆောင်ရွက်တာမျိုးပါကံကိုအားသာကောင်းမှုပြီးဈေးပြီးတော့လေးကနန်း 6ကနန်း0ကနန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးတော့မိုးပြရအောင်အဝါရအောင်ပန်းရအောင်အဆက်ရှိသောအကြောင်းတွေများများပါသောအကြောင်းတွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာမှုကိုပြုလုပ်ဆောင်ရနိုင်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစီအကျိုးပေးကံကောင်းစီသောအရမအရှိစုစုအရဖြစ်ပါတယ်ခမဒါအပြင်မိတ်ဆွေတို့ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်လုပ်ဆောင်တဲ့အခါမှာအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာလ3ရက် 17ရက်22ရက်နေ့ဒီမှာမိဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစေနိုင်တယ်လို့အိမ်ဆောက်ပနက်ရရေရင်တူလို့တော့ဆရာမိဆွေများအခုကတော့နိုဝင်ဘာလအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာ10ရက်16ရက်15ရက်နေ့ဒီမှာအိမ်ဆောက်ရှင်ပနက်ရရှင်မြေတူးဆွမှုအလုပ်ဒီမှာအားသာကောင်းမွန်ပြီးတော့ပြုလုပ်နိုင်ကြောင်းနဲ့ရှင်ပြုရဟန်းခံအိမ်ဓာတ်မင်္ဂလာပြုလုပ်လို့တော့မိဆွေများဒီအော်တိုဘာလ၄ရက်၂၂ရက် 28ရက်နေ့ဒီမှာပြုမှုဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်ပါတယ်။အိမ်ထောင်ပြုစစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့ရတဲ့ဆရာငယ်ရဲ့မိတ်ဆွေညီကိုမောင်တို့ပါများအနေနဲ့ကတော့နိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာညနေမွန်းတဲ့2နာရီမကျော်မီဟလာနိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာရှေ့တိုးဆောင်ရပြီးတော့အိမ်ထောင်ပြုခြင်းစစ်ဆက်ခြင်းကံလန်းခြင်းနဲ့လက်ထက်မင်္ဂလာပြုလုပ်နိုင်ကြောင်းဆရာမိတ်ဆွေတွေကိုဆရာကအကြံပေးဟောကြားလိုက်ပါတယ်ခင်ဗျာ။ဒီ2025ခုနှစ်အတွက် ဇာငယ်အနေနဲ့2025ခုနှစ်စက်တလပိုင်းအတွက်စကားလက်ဆောင်ပေးရတော့ဘျိုးမိတ်ဆွေဝိညာကဏဖြစ်လာပြီဆိုရေရရာကြိုက်တလို့ရှိစွမ်းမှာမဟုတ်ဘူးအုံဖွားဖတ်ရှောင်းနဲ့ကန်စာတာတက်ကြီးဆိုရင်ဇာငယ်ရှမ်းတာလားကြာပါပြီခင်ဗျာကဲမိတ်ဆွေတို့ကိုဇာနောက်တစ်ခေါက်တော့ထပ်ပြောချင်ပါလေစကားလက်ဆောင်လေးဇာငယ်ရဲ့မိတ်ဆွေများ2025ခုနှစ်စက်တလပိုင်းအတွက်စကားလက်ဆောင်ပေးရတော့ဘျိုးမိတ်ဆွေဝိညာကဏဖြစ်လာပြီဆို ရေရာကျိုက်တဲ့လောက်ရှိစွမ်းမှာမဟုတ်ဘူး။အုံဖွားဟတ်ရှတောင်းနဲ့ကန်စာတာတက်ကြီးဆိုရင်တော့စရငယ်ရှမ်းတာကြာပြီ။ဤက2025ခုနှစ်စက်တလပိုင်းတွင်ဝါဇန်ပီ၏ ကဲကျေးဇူးတင်ပါတယ်ဆရာငယ်မိတ်ဆွေ900တား900တားသမီးများအပေါင်း2025ခုနှစ်17လပိုင်းအတွင်းမှာအဆက်ဆက်အရရအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတဘူလက်ဝေဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတိုးဝကြပါစီကြောင်းနဲ့ဆရာငနာပြည်တင်မိကျင်ဖုန်ကို3ည2 9 3 4လေးတလျှောက်7902900 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 50 50 5နှစ်မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ဆရာမိတ်ဆွေအားလုံးအဆက်ဆက်အရရအောင်မြင်ပါစီဆရာဟောစတန်ရိုက်တဲ့အခါမှာ ဗီဒီယိုရိုက်ခွက်လေးတွေမိတ်ဆွေတို့အနေနဲ့မြင်ကွင်းလေးတွေအတက်နိုင်ဆိုကျွန်တော်လေယူလေသိမ်းလေးတွေကိုအတက်နိုင်ဆိုအဲကောင်းမွန်အောင်စူးစမ်းထိမ့်သိမ့်ပေးထားတဲ့အတွက်ဆရာမေဆွေများကြည့်ရတာအန်တရန်ဖြစ်နေဖြစ်ဖြစ်လိုအပ်တာလေးတွေကိုရင်ထဲကနေအကြံပြုပေးပါအောင်လို့ပြောရင်းနဲ့နောက်တနင်္ဂနွေကစလို့စနေဆုံးဗီဒီယိုခုနှစ်ပုတ်မှာပြန်ဆောင်ကြပါအောင်ဆိုဗျာကျေးဇူးတင်ပါ